ရှိဥစွာဖျက်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့တူတူကဆင်ခြင်ဖို့အတွက်ကအလွန်ခက်တော်လေအဖြစ်ရှိသည်ဆိုတဲ့ကောင်းစဉ်လေးနဲ့ကျွန်တော်တို့ဆင်ခြင်မှုအကြောင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့83ခုမြောက်သောစာလံပေါ့နော်ဆိုတော့ဒါတော်တော်များလေးကျွန်တော်တို့ဖတ်ဖူးတယ်ပြီးတော့စဉ်းစားဖူးတယ်ဒီထဲအကြောင်းအရာ ဟိုဖတ်ပြီးတော့စဉ်းစားဘူးအဲ့လိုဖြစ်နေတာတွေကလည်းဒီလောကမှာရှိနေတာတွေ့ရတာဒါဘလို့ဖြစ်တာလဲဆိုတာမျိုးမိကုံမိရမယ်ပုံစံမျိုးမိကုံနေပေါ့နော်ပြောချင်တာဘာဒါဘလို့မျိုးလဲဆိုတဲ့ဥစ္စာမျိုးဖြစ်တယ်တဲ့ဆိုတော့ဒါလေးကိုကျွန်တော်ဒီကကြည့်အောင်အပိုင်ငယ်35လောက်တော့ဖတ်မှတွေ့ရမယ်ငယ်3လောက်ကနေစကြည့်မယ်ចောင်းမူကမတရားသောသူတို့ဤစည်းစိမ်ကိုမြင်သောအခါ မိုက်တော်သူတို့ကိုပင်ငါညူစုမိပြီကျော်လူကောင်းမဟုတ်မတရားတဲ့သူသူတို့ဘာဖြစ်လဲဆိုလို့ရှိရင်ねဘာရီမြင်ရလဲဆိုသူတို့စီမှာဒီစီးစိန်ဥစ္စာတွေကျွေဝါပြီးတော့မှာဟိုတွေ့တဲ့အခါမှာသူကဘာအောင်ဖြစ်သွားလဲဆိုတော့ညူစုမိရင်သူကကောင်းနေလို့လေလောက်တာမဟုတ်တိနေရည်ညင်နေရတာ အားလုံးသိနေတယ်။ဘယ်ကနေဒီຢာတွေကရထားတဲ့စီးစင်ဥစ္စာတွေလဲဆိုတာသိရတယ်။ဆိုတော့စီးစင်ဥစ္စာတွေမတရားတဲ့သူဖြစ်ရတာ ਨੇ သူကအရင်ကောင်းစားနေတာပြည့်ရခါမှာတဲ့စိတ်ထဲမှာညူညီမိသွားတာဖြစ်တယ်။နောက်ကြတော့သူတို့ဒီမသိမီတိုင်အောင်နာကျင်ခြင်းဝေဒနာမရှိခိုင်မာသောအစွမ်းတတ္တိ ရှိကြ၏။ဟိုမတိခင်အထိဘာရောကောင်မှမဖြစ်ဘူး။မတိခင်အထိဟိုနာကျင်ခြင်းဝေဒနာတွေလည်းမခံစားအောင်။အေးအေးဆေးဆေးပဲအသက်အိုတဲ့အထိအေးအေးဆေးဆေးပဲသွားရတာ။လုံနေတဲ့အလုပ်ကမတရားတဲ့အလုပ်။ဆောရယူကြည့်ပြီးတော့မှခုနကျွန်တော်ပြောသလိုအမီးခွန်းနေဖြစ်လာတာ။ပြောတော့သူတို့ဘာတော်ဖြစ်လာသေးလဲဆိုလို့ရှိရင်တဲ့ ဒီအစွမ်းတတိတွေတောင်မှပို့ပြီးတော့မှခိုင်ခိုင်မာမာရှိလာသေးတယ်ဆိုတော့ဒါမျိုးလူတွေကိုတွေ့ဘူးလားတွေ့ရတယ်ကျွန်တော်တို့လောကမှာတွေ့ရတယ်မြင်ရတယ်ကြားရတယ်ဆိုတော့ဒါတွေကဘလို့ဖြစ်တာလဲဒီပေါ်မှာဘာဘာဘာလို့ဒီလိုဖြစ်နေရတာလဲဒါဆိုဒီလိုကြီးပဲသွားတော့မှာလားဆိုတော့ ခုနပြောသလိုပေါ့မိကုန်းနေကျွန်တော်တက်တာထဲမှာဖြစ်လာရတယ်ဆိုတာဒါကလည်းဒီမှာဒီစံစာထဲမှာဒီအတိုင်းပဲပြောပြထားတယ်လောကမှာဒါဖြစ်တတ်တယ်နော်ဒါရှိရဲ့နောက်တော့တဲ့ငင်းငါမှာသူတို့ဒီလောကဒံဒုက္ခမရှိလူများကဲ့သို့အနောက်ရှက်ကိုမခံရကြထို့ကြောင့်မာနက်ကိုလေဆွဲတစားကဲ့သို့ဆင်၍နှင်းစေခြင်းအဝတ်ကိုလည်းဝတ်တတ်ကြ၏ ဆိုတော့ဟိုလောကမှာရှိတဲ့လောကဒဏ်ကသူတို့မမြင်စေဘူးအဲ့ဒီအတွက်ကြောင့်မလို့သူတို့ဘာဖြစ်နေလဲဆိုလို့ရှိရင်မန်မာနာတက်တယ်ဘယ်တော့တင်စားထားတာသူတို့မန်မာနာတက်တာဒီလေဆွဲပေါ့နော်လေဆွဲဆိုလို့ရှိရင်အမြင်နဲ့တွေ့နေရတယ်စိတ်တဲ့နေရာတိုင်းမှာသွားအဲ့ဒီလေဆွဲလေဆွဲကိုတွေ့နေရတယ်ပြောချင်တဲ့သဘောကသူတို့တွေရဲ့ဒီမန်မာနာက သူတို့ရှိတဲ့နေရာတိုင်းမှာထင်ထင်ရှားရှားယူရှိနေတာအဲ့ဒီလိုဖြစ်နေတတ်တဲ့သဘောသူတို့စီမှာရှိတယ်ပြီးတော့သူတို့တွေကခုနပြောသလိုအာဏာကြီးထွားတဲ့အခါမှာငွေကြီးစီးစင်ဥစ္စာလည်းရှိတဲ့အခါမှာသူတပားကိုဘာလုပ်တတ်လဲဆိုလို့ရှိရင်ညှင်းဆဲတတ်တယ်ညင်းစေခြင်းအဝတ်ကိုလည်းဝတ်ထားရတော့လူကအဝတ်အဝတ်ကရပါလေညင်းစေခြင်းအဝတ်ကိုဝတ်တယ်ဆိုတော့ဒီလူရှိတဲ့နေရာတိုင်းမှာ ဒီလိုနှင်းစေဒုက္ခပေးနေတဲ့ရာရှိတယ်လူတွေပေါ်မှာနှင်းစေဒုက္ခပေးနေတဲ့သူရှိတယ်ဆိုတာဒါတွေကလောကမှာရှိတာနော်တတကယ်ဖြစ်နေတဲ့အရာတွေကိုဓမ္မဆာလန်ဆရာကဥကျန်တဲ့နှစ်ပေါင်းထောင်ချီကလေးဟာဒါတိချပြောပြတာဒါဟိုကြည့်တဲ့အခါမှာအဲ့အဟုတ်ကောင်းတယ်အခုခင်မှာဟောမရှိဘူးလားဆိုတော့ရှိတာပေါ့နော်အများကြီးရှိတယ်ဘာပေါ်မှာလဲအများကြီးတွေ့ရတယ်ကျွန်တော်တို့ ဒါအများကြီးဒါတွေကိုတွေ့ရတယ်မြင်ရတယ်ဆင်ခြင်ရတယ်မဟုတ်ဒီအရာတွေကိုနားလည်ရတယ်ပြီးတော့တဲ့ဆူဝသောကြောင့်မျက်နာမော်လျက်ရှိကြ၏နှလုံးကြံစီခြင်းအပြင်လွန်ကျူးတက်ကြ၏ဆူဝရယ်ဆိုတာသူကအစားတောက်မပြည့်ဘူးခန္ဓာကိုယ်ကျမ်းမာဝဖြိုးလျက်ရှိတယ်ဒါကိုပြောချင်တာ ပြီးတော့နှလုံးကြံစီတယ်သူတို့စိတ်နှလုံးထဲမှာကြံစီတဲ့အရာတွေအကုန်လုံးသူတို့ထလှုပ်လို့ရှိရင်အဲလိုအဲ့မကောင်းတာလှုပ်တဲ့အဥ္စရာတွေအကုန်လုံးကထမြောက်နေဒါကျွန်တော်တို့တွေ့ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီလိုလူမျိုးတွေရှိပါလားအဲ့ဘယ်လိုဖြစ်တာလဲအဲဒါမျိုးမိကိုမီးစရာအကြောင်းရှိတယ်ကျော်ဒါပြပြသာသာပဲကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ချိန်ထိုးရမှာ ကျွန်တော်ပြပြသားသားပဲထားကိုကျွန်တော်တို့ပြောရမှာအဲကျွန်တော်ထပ်ပြီးတော့ကြည့်မယ်သို့တော်နှင်းစေခြင်းကိုပင်ပြည့်ရည်ပြူရည်ပြောတတ်ကြိုက်ထောင်လွှားသောစကားကိုလည်းသုံးတတ်ကြိုက်သူတို့နှုတ်ဒီကောင်းခင်နှင့်ဆန့်ကျင်ပဲပြူ၍ရှားသည်လဲမြေကြီးကိုလှဲ့လေတတ်ကြိုက်လှဲ့လေတတ်၏ဆိုအခုနောက်ပြောလို့မမာနထောင်လွှားတဲ့စကားတွေကိုပြောတယ်သူတို့ပါဇက်ကထွက်တဲ့အရာတွေက ကောင်းခင်ဆိုတော့ဖះရနဲ့သက်ဆိုင်တဲ့အရာတွေကိုစော်ကမော်ကပြောတယ်ဒါတွေကိုတွေ့ရတယ်ပြီးတော့မှဘာကိုပြောသေးလဲဆိုလို့ရှိရင်သူတို့ရဲ့ရှာဆိုတော့သူတို့ပြောနေတဲ့စကားတွေကနေရာတကာမှာရောက်ပြီးတော့မှပြောတဲ့ဥစ္စာမျိုးတွေဖြစ်နေတယ်ဆိုတော့ဒါဒါဒါလေးကခုနကျွန်တော်တို့တဆင့်ညင်ထွက်သွားတဲ့အခါမှာတွေ့ရတယ်ဒီလူကကောင်းတဲ့သူမဟုတ်နော်မတရားတဲ့သူဒါပေမဲ့သူဘာဖြစ်နေလဲဆိုတော့ခုနပြောတဲ့ အချက်တွေအကုန်လုံးတွေ့နေရတယ်လူတွေမှာဘာမှမဖြစ်ဘူးကျန်းမာတယ်ချမ်းသာတယ်ကြွေဝတယ်နေကောင်းတယ်ခန္ဓာကိုယ်ထွားကျိုင်းတယ်မမာနာတက်တယ်သူများကိုနှင်းစေဒုက္ခပီးတယ်လောကမှာရှိတဲ့လောကဒဏ်တွေသူတို့မခံရအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တခုပဲစဉ်းစားဆင်ခြင်မိတယ်ကျွန်တော်တို့က ဖခင်ရဲ့သားသမီးတွေဖြစ်တယ်။တခင်ယေရှုကတည်းကရှင်ပြီးယုံကြည်လက်ခံလိုက်တဲ့အခါမှာဖခင်ရဲ့သားသမီးတွေဖြစ်လာတယ်။ဒါပေမဲ့တစ်ချိန်လုံးကမာနရဲ့လက်ထဲမှာရှိတဲ့အခါမှာမာနရဲ့သားသမီးဖြစ်တယ်။ဒီဒါပေမဲ့ဒါဒါဆိုဒီကောင်ကိုတတိထားတော့မယ်။ဆိုတော့မာနရဲ့လက်ထဲကနေဖခင်ရဲ့သားသမီးဖြစ်လာလို့ရှင်တော့လောကဒဏ်ဆိုတဲ့မာနကမကြိုက်တော့တဲ့အတွက်ကျွန်တော်တို့ဒုက္ခ ဆင်းရဲခြင်းတွေကိုဖျက်သားသမီးတွေပြီးမယ်။ဒါပေမဲ့လောကထဲမှာကျင်လေတဲ့သူမာနရဲ့သားသမီးဖြစ်တယ်ဆိုလို့ရှိရင်တော့သူကလည်းအတုံးပြုတ်လို့အတုံးတဲ့နေတယ်ဆိုလို့ရှိရင်တော့ဒီလက္ခဏာတွေရှိမယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ဘာကြောင့်လဲမာနကအရင်ကတည်းကသူကကိုးကွယ်ခြင်းကိုခံကျင်တာကျွန်တော်တို့လောက်ကိုလောကီသားလောက်ကို သူကောင်းကောင်းလေးလှည့်စားပြီးတော့မှကိုကိုွေခံနေပြီးသားစัจ java လောက်ဖန်ဆင်းနေကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းနေလူတွေကိုဖန်ဆင်းပြီးလူတွေကိုကယ်တင်မဲ့ဖခင်ကြွလာတဲ့ယေရှုခရစ်တော်ကိုတော့မှသူကလှည့်စားတာသူအမြင်လုံမြင့်လာတဲ့ဗိမာန်တော်ဆောင်းသွားပြီးတော့မှခုံချလိုက်မင်းတွေ့လာမြင်နေရတဲ့အကောင်ငါပြီးမယ် ဒါဒီကုန်းလုံးကလည်းထဲမှာရှိတယ်။လောကစီးစိမ်လားအာနာလားခုနပြောသွားတဲ့အရာတွေအကုန်လုံးမနဲ့လည်းထဲမှာအားလုံးရှိတယ်။ဒီအရာတွေကိုမြို့မှာပြီးမယ်။အခုဒီကောင်ရေးတဲ့အချိန်မှာလည်းသခင်ယေရှုခရစ်တော်မကြွလာရသေးဘူး။ဒီလိုလူမျိုးတွေရှိတယ်ဆိုတော့ပြောပြရတယ်။ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်စဉ်းစားလို့ရပါပဲ။ဒါဆိုရင်ထိုခဲ့သူတို့သူများသည်မာနက်က ချိမြောက်ထားတဲ့သူတွေဖြစ်တယ်။ဒါကြောင့်သူတို့စီမှာလောကဒဏ်လာမကြုံရအောင်။မာနရဲ့စိတ်ကြိုက်လှုပ်ဆောင်ပေးနေတဲ့အရာတွေအပေါ်မှာမာနကဆက်လက်ပြီးမှချိမြောက်တယ်။ကျမ်းမာခြင်းပြီးတယ်၊ချမ်းသာခြင်းပြီးတယ်၊ကြွယ်ဝခြင်းပြီးတယ်၊မမာနကိုပြီးတယ်၊လူတွေကိုနှင်းဆဲရတဲ့အခွင့်အရေးမာနရဲ့တကူအာဏာနဲ့သူတို့လှုပ်ဆောင်နေတယ်ဆိုတာတွေ့ရတယ်။ဒါအခုကျွန်တော်တို့ဒီ27ရာစုမှာလည်းဒါတွေရှိပါတယ်။နော်လူစီဖာကိုကိုးကွယ်တဲ့အခါမှာ တို့တွေဒါအောင်မြင်လာတယ်တိုးတက်လာတယ်နှိချင်းညချင်းချမ်းသာကြွယ်ဝလာတယ်ဆိုတဲ့ဥစ္စာတွေကဒါကျွန်တော်တို့ကဘာပေါ်မှာတက်တည်တွေအများကြီးရှိတယ်ဒါတွေကဟိုညင်းလို့မရတဲ့အရာတွေပြီးတော့မှအခြားအာကူးကွယ်မှုပိုင်းဆိုင်ရာတွေမှာလည်းဆိုမှနဲ့အုပ်စိုးတွေနေရာတွေမှာဒါမျိုးတွေအများကြီးရှိပါတယ်။နောက်ဒါကျွန်တော်တို့ဟိုကပ္ပမျက်မှောက်ရေးရမှာကျွန်တော်လေ့လာသုံးသပ်ကြည့်လို့ရှင်တာတွေကိုတွေ့ရပါ ဒါဆိုရင်ဒီလိုအခြေအနေမျိုးမှာဒီလိုလူမျိုးတွေကိုတွေ့တဲ့အခါမှာဘာဖြစ်သွားတတ်လဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောလို့မိကုန်းတွေအများကြီးဖြစ်သွားတတ်တယ်။ဒါပေမဲ့အခုဆာလန်ဆရာကလည်းဒီတိုင်းဖြစ်တယ်။ဆိုတော့အဲ့ဒါဘာမှသူပြောထားလဲဆိုတော့ဒါအောက်မှာဆက်ဖက်ကြည့်ဒါအများကြီးဆက်တွေ့ရသေးတယ်နော်။ဆိုတော့ဒါလေးကြိုပြီးတော့မှကျွန်တော်ကြည့်တဲ့အခါမှာ အငယ်16ရောက်လာတဲ့အခါမှာထိုအမှုကိုနားလည်ရအောင်ဆင်ခြင်တော့ကအလွန်ခက်တည်ဟုထင်ပါ၏နားမလည်နိုင်တော့ဆိုတော့ဒါဆာလန်ဆရာကအဲ့တော့အစ္စရေးကိုကောင်းကင်မြေကြီးဖန်ဆင်းတဲ့ထာဝရဘုရားဖခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းနေတဲ့သူဖခင်ကိုကိုးကွယ်နေတဲ့သူဖခင်ကဒီလိုလူမျိုးတွေဒီလိုပဲထားသလားဖခင်တခင်ဘာမှမလုပ်ဘူးလား တကယ်မတရားလုပ်နေတယ်ညင်ပန်းနှိပ်စက်နေတယ်ပြီးတော့မာနထောင်လွားလျက်ရှိနေတယ်ဒါသူတို့တော့လည်းဒီလိုအခြေအနေမျိုးဖြစ်နိုင်တယ်ဆိုအဲ့အချိန်မှာမိကူမောင်များစွာနဲ့သူကိုယ်တိုင်နားမလည်ပါဘူးရိုးရိုးလေးပဲသူဖေရောက်ပြောတယ်ဒါပေမဲ့ဘာဖြစ်လာလဲဆိုလို့ရှိရင်အငယ်စက်ခွန်ရောက်တော့နောက်မှာ ဖယားသခင်ဤတန်ရှင်းရာဌာနသေးသူဝင်၍သူတို့ဤအဆုံးကိုနားလေရပါ၏။အော်အဲ့မှာသူဖြီးရွားတယ်။ဖယားသခင်ဤတန်ရှင်းရာဌာနဆိုတော့ဒီဒါဘေကိုပြောလဲဆိုလို့ရှင်ဓမ္မဟောင်းခေတ်တုန်းကတန်ရှင်းရာဌာနဆိုလို့ရှင်ဒါကတဲတော်တုန်းကလည်းဒီကဏ္ဍသုံးခုထဲမှာတန်ရှင်းရာဆိုလို့ရှင်ဖယားနေတဲ့နေရာသူကတဲတော်ပဲဖြစ်ဖြစ် ဗိမ္မာန်တော်ပဲဖြစ်ဒါဖရာဗိမ္မာန်တော်ဒီမှာဖရာရဲ့တေးတော်ဒီမှာဆိုဖရာကျင်းဝတ်တဲ့နေရာဖြစ်သွားတယ်။အဲ့ဒီဖရာကျင်းဝတ်တဲ့နေရာကိုဘာလို့ဖို့လဲလို့လဲဆိုလို့ရှိရင်သွားရမယ်တဲ့ဒီမှာဒါကိုပြောတယ်စက်ကွန်ကနောက်မှဖရာသခင်တန့်ရှင်းရဌာနတဲ့ဌာနဒေသူဝင်၍ဆိုတာဒါဖရာနဲ့နဖူးတွေ့ဒူးတွေ့တွေ့ခင်ရတဲ့သူဖရာစီကိုတိုးဝင်ချင်းခွဲခွင့်ရတဲ့သူ ဖြစ်ဖို့လိုတယ်။ဆိုတော့အဲ့လိုလူမျိုးကအထေကိုဝင်သွားမယ်ဆိုလို့ရှိရင်ဘုရားကသူ့ကိုပြောပြပေးတာဖြစ်တယ်။အဲ့ဒီလူတွေရဲ့အဆုံးသက်ဘာဖြစ်မေဆိုတာကိုပြောပြပေးတယ်။ဒါတော့ကျွန်တော်တို့နားလဲရတယ်။ဆိုတော့ဒါကျွန်တော်တို့ဒီဓမ္မတိအချိန်နေပြင်ပြီးတော့မှချိန်ထိုးကြည့်တဲ့အခါမှာကျွန်တော်တို့ဒီဘုရားသခင်ရဲ့သာသမီဖြစ်တယ် ကျွန်တော်တို့မင်းစည်းစိမ်ရှိသောယစ်ဘရဟိတ်အမျိုးလို့ဖျက်သခင်ကပြောတယ်။နော်ဒါကိုကျွန်တော်တို့ကျမ်းစာတွေအဖြစ်ကျွန်တော်သိမိတာပဲနော်။ဩဝါဒစာဆောင်လေးထဲမှာ။ဆိုတော့မင်းစည်းစိမ်ဆိုတာထားလိုက်ပါတော့။နော်ဒါတော့တချမ်းမပြောချင်။ကျွန်တော်ကဘာမျိုးလဲဆိုယစ်ဘရဟိတ်မျိုး။ဆိုတော့ယစ်ဘရဟိတ်မျိုးစာဖျားနဲ့ကျွန်တော်တို့ဒိုင်ရိုက်ပတ်သက်ဆက်နွယ်လို့ရတယ်။အခုကျွန်တော်တို့ဒါမျိုးမြင်တွေ့နေရတယ်ဆိုလို့ရှိရင် ကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖះစီကိုတိုးဝင်ချင်းကပ်ပြီးတော့မှဘုရားသခင်စီကိုမေးရမယ်ဆိုလို့ရှိရင်ဖះခင်ကျွန်တော်ဘာလုပ်ပေးမလဲဆိုလို့ရှိရင်ဖះခင်စကားပြောလိုက်မယ်ဘာကြောင့်လဲဖះခင်အသက်ရှင်လို့ဖြစ်တယ်အဲ့ဖះကအသက်ရှင်တဲ့ဖះဖြစ်တယ်မေးရင်ဖြေတဲ့ဖះဖြစ်တယ်ကျွန်တော်တို့သိဖို့လိုအပ်တဲ့အဥ္စာကိုကျွန်တော်တို့အကုန်လုံးပြောပြမယ်အရာဖြစ်တယ် အခုန question mark တွေနဲ့မိခိုးနေအများကြီးဖြစ်နေတဲ့ခက်ခဲတဲ့အရာဖြစ်နေပြီမြဲဖျားရဲ့အရှိမှာကြတော့ဒါလွဲပါတယ်အဖြေရှိပြီးသားဖြစ်တယ်ဆိုတော့ဒီမှာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်မပါလို့ရမယ်တန့်ရှင်းရဌာနလို့ပြောတဲ့ဖျားစီကိုတိုးဝင်ချင်းကပ်ပြီးတော့မှမိတ္တာရာဖွဲ့ပြီးတော့မှဖျားစီမှာမေးဖို့လို့ပါတယ်ဒါကျွန်တော်အရေးကြီးတယ်ကျွန်တော်အသက်တာထဲမှာ ကျွန်တော်တို့မိဂုံးပေါင်းများစွာနဲ့အသက်တာထဲမှာအသက်ရှင်နေတယ်။ကျွန်တော်တို့ကိုကျွန်တော်တို့တော့နားမလဲဘူး။ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေမှာမီးစင်ကြိတ်ကပြီးသွားတယ်။ဒါပေမဲ့အဲ့ဒီပြဿနာတစ်ခုချင်းစီတိုင်းကိုဘယ်လိုမျိုးဖြေရှင်းရမလဲလို့ကျွန်တော်တို့ဘုရားသခင်ကိုဘယ်နှခါမေးဘူးလဲ။ကျွန်တော်တို့ဘုရားသခင်စီမှာအဖြေကိုတောင်းဘူးလား။ဒါမို့ကိုနီကိုဟန်နဲ့ပဲကျွန်တော်တို့ဖြေရှင်းနေကြပါလား။ကျွန်တော်တို့ဒါမျိုး စဉ်းစားမိပါတယ်ကျွန်တော်ကိုကျွန်တော်ပဲပြန်ပြီးချိန်ထိုးပါတယ်ကျွန်တော်အသက်တာထဲမှာဟိုရှင်းရှင်းပြန်80ရာခိုင်နှုန်းလောက်ကအဆင်ပြေတယ်လို့ကိုယ့်ကိုဖြည့်ရှင်းလိုက်တာပဲဖြစ်တယ်ဒီအခြေအနေမှာဒီပြဿနာမှာဒီဆုံးဖြတ်ချက်မှာဖြတ်ခင်ကျွန်တော်ဘယ်လိုမျိုးဖြည့်ရှင်းရမလဲလို့ကျွန်တော်နေတာအားနေပါတယ်အဲ့ဒါကျွန်တော်ဝန်ခံတာပါ ဆိုတော့ကျွန်တော်အခုအဲ့ဒါကိုပြင်ပြီးတော့မှဆင်ခြင်ရအောင်ကျွန်တော်အသက်တာထဲမှာမိဂုံမောင်များစွာရှိနေတဲ့အရာတွေအများကြီးပါပဲခုနလိုကိစ္စမျိုးတွေဒါပေမဲ့အဲ့ဒီအတွက်ဖယားသခင်ရှင်မှာအဖြေရှိပြီးသားဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ဒါလေးကိုကျွန်တော်ဆင်ခြင်ဖို့လိုတယ်အသက်တာထဲမှာရှိနေတဲ့ကျွန်တော်အသက်တာထဲမှာမရှင်းလင်းသေးတဲ့မိဂုံးတွေကျွန်တော်အသက်တာထဲမှာဖြည့်ရှင်းလို့ မဖြေရှင်းမင်းနဲ့ထားခဲ့ပြီးတော့မှကိုယ့်ကိုကြော်လာတဲ့အရာတွေအဲ့ဒီကြော်လာတဲ့အတွက်ကြောင့်မို့အဲ့ဓာတွေကအထင်မှလိုက်စားပြီးတော့ပြဿနာတက်နေတဲ့အရာတွေကျွန်တော်တို့မလုပ်ရမယ်ဆိုလို့ရှိရင်ဖျားနဲ့ဖြေရှင်းလိုက်ဖို့လိုတယ်ဖျားကိုမိကိုမိပြီးတော့မှဖျားစီကအဖြေနဲ့အဲ့ဒီအရာကိုဖျားရဲ့ဖြေရှင်းစီတဲ့နည်းလမ်းနဲ့ဖြေရှင်းလိုက်ဖို့လိုအပ်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါပေမဲ့လိုအပ်ပါတယ်ဒီမှာသူ အဆုံးလေးမှာဒါအဆုံးပိုင်းမှာငွေ20ခုမှာအကယ်စင်စစ်ကိုရိုနဲ့ဝေးဝေးနေတော့သူတို့ဒီပျက်စီးခြင်းတို့ရောက်ရကြပါ၏ကိုရိုနဲ့ကွာ၍မှားယွင်းတော့သူအပေါင်းတို့ကိုပယ်ရှင်းတော်မူဒါဖြစ်ပြန်ပါလာပြန်ဖျားနဲ့ဝေးနေတဲ့သူဖျားနဲ့ကွာနေတဲ့သူကဘာဖြစ်သွားမှာပျက်စီးခြင်းရောက်သွားမှာပဲဒါရှင်းရှင်းလေးပဲဒါကိုသခင်ယေရှုကလည်းယောဟန်15မှာ ဘာလုပ်ထားလဲဆိုလို့ရှင်ထပ်ပြီးမိမောင်းထိုးထားတယ်ဖယားသားသမီးနော်တဲ့ငါကစပြင့်ွယ်ပင်ဒါတာဥမာပြီးထားတယ်ငါကစပြင့်ွယ်ပင်ဖြစ်တယ်သင်တို့ကအခက်တွေဖြစ်ကြတယ်အကျဉ်သူဒီငါ၌တည်၍သခင်ယေရှုကယ်တင်မှာရှိပြီးယုံကြည်လက်ခံတယ်ဆိုတော့ကျွန်တော်တို့ကသခင်ယေရှုနဲ့တည်သွားပြီဒါပေမဲ့ဒီမှာသခင်ယေရှုပြောနေတာသင်တို့ဒီငါနဲ့ကွာလင်အပင်မှုကမှတတ်နိုင်ကြလို့ပြောတယ်အဲ့ဒီကွာတယ်ဆိုတာကကျွန်တော်တို့ သခင်ယေရှုနဲ့အော်ယုံနဲ့သခင်ယေရှုခေတ္တမှာရှိယုံတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ထဲမှာသခင်ယေရှုကရောက်လာတယ်။ဒါဆိုလို့ရှိရင်သခင်ယေရှုပြန်ထွက်သွားတာကျွန်တော်တို့ကသခင်ယေရှုနဲ့ကြွာသွားအဲ့ဒါကိုပြောချင်တာလုံးဝမဟုတ်။ကျွန်တော်တို့အသက်တာထဲမှာလောက်ကန်ဆောင်ရွက်နေတဲ့ကဏ္ဍတိုင်းဒီခရစ်တော်ကိုအမှီပြုတ်ပြီးတော့မှလှုပ်ဆောင်တဲ့အရာဖြစ်ရလား။ဒါကိုပြောချင်တာ။ကျွန်တော်တို့ခရစ်တော်ကိုအမှီပြုတ်ပြီးလှုပ်ဆောင်တဲ့အရာမဟုတ်ရင်တော့အဲ့ဒါ ခရစ်တော်နဲ့ကြွားတယ်ဆိုတဲ့အကြောင်းသူပြောချင်တာပြောတယ်။အဘေအမှုကိုမျှမတတ်နိုင်ကြ။အဲ့ဒါပြည့်စည်မဲ့လက္ခဏာပဲဆိုတော့သူပြောချင်တာ။ကျွန်တော်တို့အုံနောက်ကရေရှည်မလုံနိုင်အောင်လောကနီးလန်းနေပဲလောကဒဏ်ကြီးကိုကျွန်တော်ဖြေရှင်းလို့ရှိရင်ရေရှည်မှာပြည့်စည်သွားလိမ့်မယ်။ဘာကြောင့်လဲ။လောကကိုအစိုးရတဲ့နတ်ဆိုးလောကရဲ့ရှင်ခင်ဖြစ်တဲ့မာနကကျွန်တော်တို့ချီးမြှောက်မှာမဟုတ်ဘူး။ကျွန်တော်တို့မှာ ျွန်တော်တို့သက်မှာကျွန်တော်တို့ခိုးမှာကျွန်တော်ရဲ့အချိန်ကြီးနိုင်ကြီးကျွန်တော်တို့ရဲ့ပစ္စည်းကြီးကျွန်တော်တို့ရဲ့ဥစ္စာတွေဖြစ်စီးမှာမာနကဘာသူ့လူတော့သူကောင်းကောင်းပန့်ဖို့ထိုင်ပန့်ဖို့မယ်ကျွန်တော်တို့ကဖယားရဲ့လူဖြစ်သွားဒါကြောင့်ကျွန်တော်တို့ကဖယားရဲ့လူဖြစ်တဲ့အတွက်ဖယားစီကညှွန်ကြားမှုမပါပဲကျွန်တော်တို့အသက်ရှင်တော့သွားပြီဒါကြောင့်ကိုရိုနဲ့ဝေးဝေးနေတဲ့သူကပျက်စီးခြင်းခံရမှာယောဟန်15မှာဆို ခရစ်တော်နဲ့ကြွာပြီးတော့မှကျွန်တော်တို့အသက်ရှင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဗေမှုကိုမြတ်တက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဆင်ခြင်ရမှာ28မှာကျွန်တော်မူကားဖျားသခင်ထံသို့ချင်းကပ်၍အကျိုးရှိပါ၏အမှုတော်ရှိသည်များတို့ကိုကြားပြောခြင်းအလို့ငါအရှင်သာရဖျား၌ခုလုံလျက်နေပါ၏ဆိုတော့ဒီဆလန်ဆရာသူနောက်ဆုံးအဖြေလေးပြီးသွားတာလား ကျွန်တော်ကတော့ဖယားခင်စီမှာချင်းကတ်တဲ့အတွက်ကြောင့်အကျိုးရှိတယ်အကျိုးရှိတယ်ဆိုတာအဲ့ဒီသူရဲ့အဆုံးကိုသူတိသွားပြီအဲ့ဒီအဆုံးကိုသူဗာပြန်လုပ်ပြီးမှဆိုတော့ပြန်ပြောပြပြီးမယ်ဂျန်တဲ့သူတွေကိုလေတကယ်တိကျင်တဲ့သူတွေကိုသူပြန်ပြောပြပြီးဘာကြောင့်လဲသူဖယားခင်စီမှာဝင်နေတဲ့အတွက်ကြောင့်ဆိုတော့တဘောကဗာနဲ့တူလေဆိုလို့ရှိရင်နှုတ်ကပတ်တော်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်နဲ့အတူ မိသားယာဖွဲ့ပြီးတော့မှကျွတို့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်ဒီတမာကျန်းစာဆိုနှုတ်ကပတ်တော်တွေမှာနီးလန်းအကုန်ရှိတယ်ကျွန်တော်တို့အခုကြားနေရတဲ့အရာတွေရှိတယ်ကျန်းစာကိုမသွန်သင်ဘူးကျန်းစကားတွေကိုမပြောဘူးကျန်းတက်ပုဂ္ဂိုလ်ဖြစ်သွားမှာဆိုလို့ဖျားစကားကိုပြောတယ်ဝိညာဉ်တော်အဖင်ပြောတယ်ပေါ့လေတန့်ရှင်တော်ဝိညာဉ်တော်ဒီကျန်းစာကိုကြော်ပြီးတော့မှာ ဘယ်တော့မှလုံးမလုပ်ပါဘူးဒီကျင်းစာဒီဖရာကသူကိုယ်ရင်တန်ရှင်တော်ဘုရင်တော်မှုတ်သွင်းပြီးရေးထားတဲ့အရာဖြစ်တဲ့အတွက်ဒီကျင်းစာထဲမှာအဖြေဒီအကုန်ရှိပါတယ်အဲ့ဒီအဖြေဒီကကျွန်တော်တို့အသက်တာဖြည့်ရှင်းဖို့အတွက်နီးလန်းနေဖြစ်ပါတယ်အဲ့ဒီအရာအတွက်ကိုလေသူကိုယ်တိုင်ကရှေ့ကနေပြီးမှဖြည့်ရှင်းပြီးမှအသက်ရှင်နေဖရာဖြစ်ပါတယ်ကျွန်တော်ကယုံကြည်ခြင်းနဲ့ဆက်ပြီးတော့မှနောက်ကလိုက်ဖို့ပဲဖြစ်ပါတယ် ကျွန်တော်တို့လွေးမှားတဲ့တွင်တင်ချက်တွေနဲ့ကျွန်တော်တို့တွားမယ်ဆိုလို့ရှိရင်အသက်တာထဲမှာကျွန်တော်ပူဆိုးတဲ့လမ်းတွေကိုရောက်သွားပြီးတော့ပျက်စီးခြင်းတွေကိုရောက်သွားဖို့အတွက်ဖြစ်နေမယ်ဆိုတော့ကျွန်တော်ဆင်ခြင်ပို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်မိသားစုထဲမှာကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာကျွန်တော်အသင်းတော်ထဲမှာကျွန်တော်နားမလည်နိုင်တဲ့အရာကျွန်တော်ကြုံတွေ့နေရတဲ့အရာတွေအများကြီးရှိနေတယ်မိကုံပေါင်းများစွာနဲ့ရှိတယ် ဒါပေမဲ့အဲ့ဒါကိုဖယားသခင်စီတိုးဝင်ပြီးတော့မှကျွန်တော်တို့အဖြေတောင်းဖို့လိုပါတယ်ဖယားရဲ့နီလန်းဖြစ်တဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်ဖြေရှင်းပြီးတော့မှအသက်တာတွေမှာသွားမယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကခက်တယ်လို့ထင်ပေမဲ့ဒါဖြေရှင်းဖို့အတွက်ဖယားအဖြစ်လွယ်ကူတယ်ဆိုတဲ့အရာလေးကိုဒီနေ့အတူတူကဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်အားလုံးပေါ်မှာဖြာခင်တာပြီးကောင်းချီးပေးပါစေ